ရုရှားသို့လာရောက်ရမှုစိတ်ချမ်းသာရ၍သုံးကြိမ်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစူးစမ်းအောင်မည်ဟုမြောက်နိုင်ကပြောပါတယ်။အချမ်းမဲ့စစ်ကောင်းဆောင်မြောက်နိုင်ကရုရှားနိုင်ငံဘူရတိုင်ပြည်နယ်သို့လာရောက်ရမှုမှာစိတ်ချမ်းသာရ၍သုံးကြိမ်မြောက်လာလေခဲ့ပြီးနောက်ထပ်လာနိုင်ရေးစူးစမ်းမည်ဟုထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဇွန်လ29ရက်နေ့မြောက်နိုင်ကရုရှားနိုင်ငံဘူရတိုင်ပြည်နယ်သို့ရောက်ရှိစဉ်ရင်းကဲ့သို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးရင်းတို့ပြောဆိုမှုကိုလည်းယနေ့ထုတ်စစ်ကောင်စီသတင်းစာများတွင်ပြန်လည်ဖော်ပြထားပါတယ်။ အင်မတန်စိတ်ချမ်းသာရပါတယ်လာရတာတရားလှပတဲ့ဒေတာတခုပေါ့ကျွန်တော်မြန်မာနိုင်ငံနဲ့ယဉ်နီးတဲ့ပတ်ဝန်းကျင်တခုကိုကျွန်တော်လာရတယ်လို့ခံစားရပါတယ်ကျွန်တော်၃ချိန်ရှိပြီလာတာကိုယ့်ဒေတာကိုလာရတယ်လို့ကျွန်တော်ယဉ်နီးတဲ့စိတ်ရှိပါတယ်နောက်ထပ်လည်းလာနိုင်မှုကျွန်တော်ကြိုးစားပါဦးမယ်လို့ပြောလိုပါတယ်ခုမင်းအောင်လိုင်းကရုရှားခြေစိုက်မီဒီယာများကိုဖြေချိုခဲ့ပါတယ်မင်းအောင်လိုင်းကရုရှားနိုင်ငံဘူယာတိုင်ပြည်နယ်နဲ့ကျမ်းမာရေးပညာရေးပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်များကိုလက်ခံသွားမည်ဖြစ်ပြီးစိုက်ပျိုးရေးနဲ့ပတ်သက်၍လည်းပူးပေါင်းရန်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းလို့ရမည့်နယ်ပယ်များစွာရှိနေကြောင်းပြောဆိုပါတယ်။ရုရှားနိုင်ငံဘူယတိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးကမြန်မာနိုင်ငံနဲ့ပတ်သက်၍ Rapid Bio စေဝါကုမ္ပဏီစေဝါနည်းပညာနဲ့ပတ်သက်၍ပစ္စည်းတင်သွင်းရန် register များလုပ်နေကြောင်းဦးလန်ဦးကထုတ်လုပ်ထားသည့်ရဟတ်ရင်နဲ့ပတ်သက်၍ပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများလုပ်ရန်စီစဉ်ထားကြောင်းပြောဆိုပါတယ်။ထို့ပြင်မြန်မာနိုင်ငံမှရုရှားဘာသာစကားပညာသင်ကြားနေသည့်ဆရာများတို့ထပ်ဆင့်သင်တန်းများပေးရန်အစစ်မြစ်သင်တန်းများပေးရန်အတွက်ဘူယတရားပြည်နယ်ကတင်ပေးနိုင်ကြောင်း ဘူရတရားပြည်နယ်ရှိတက္ကသိုလ်များတွင်လည်းမြန်မာဘာသာစကားကိုသင်ကြားရန်မြန်မာဘာသာစကားဌာနဖွင့်ရန်အထီးလည်း UI ဆောင်ရွက်နေကြောင်းနိုင်ငံခီးသွားလုံကမြင့်တင်ရန်လည်းသဘောတူညီကြောင်းသိရှိရပါသည်။ TikTok ကိုဝယ်ဖို့အရန်ချမ်းသာတဲ့ပုံကိုတချို့အသိရှိနေကြောင်း Trump ကပြောပါတယ်။ TikTok ကိုဝယ်ယူဖို့ American ရဲ့အရန်ချမ်းသာကြော်ဝတဲ့ပုံကိုတချို့အသိရှိနေတယ်လို့ American သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။တရုတ်ကပိုင်ဆိုင်ပြီးကမ္ဘာပေါ်မှာလူသုံးအများဆုံးစီးရင်ဝင်လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်လာတဲ့ TikTok ဟာအနုသားလုံခြုံရေးအတွက်ထင်းချောင်းမှုတစ်ခုဖြစ်တယ်လို့ဆွဆွဲပြီးသမရဂျိုးဘိုင်နဲ့လက်ထက်တုန်းကအမေရိကန်မှာ30ခွန်ပိတ်ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပိတ်ပင်မှုကို Trump ကစိုက်ငံ့ပေးတာပြီးတခြားတစ်ဖက်မှာတော့ TikTok ကိုအမေရိကန်ပိုင်အဖြစ်လက်လွဲဝယ်ယူနိုင်ရေးတွန်းအားပေးနေပါတယ်။ Fox သတင်းဌာနနဲ့အင်တာဗျူးမှာတော့ Trump ကအရန်ချမ်းသာတဲ့ပုံကိုယ်တို့ဟာ TikTok ကိုလိမ်လွဲဝယ်ယူဖို့လိုလားနေကြတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ပိုပြီးအသေးစိတ်ကြတဲ့ချက်လက်တွေကိုတော့နောက်နှစ်ပတ်လောက်အတော်လေးမှာသူ့အနေနဲ့ထုတ်ပြောနိုင်လိမ့်မယ်လို့နှော်လင်ကြောင်ထရမ့်ကဆိုပါတယ်။ TikTok ကိုမိခွန်ကုမ္ပဏီဖြစ်တဲ့ ByteDance ကရောင်းချခြင်းနဲ့ဆိုရင်တောင်မှတရုတ်အစိုးရစီကခွင့်ပြုချက်ကိုလိုအပ်မှာဖြစ်ပါတယ်။ဒါ့ပြင်တရုတ်သမ္မတရှီကျင်းပင်ဟာအဲ့ဒီအရောင်းအဝယ်ကိုခွင့်ပြုပေးလိမ့်မယ်လို့သူယုံကြည်ကြောင်း Trump ကဆက်ပြောပါတယ်။ ByteDance ဘက်ကတော့ Trump ရဲ့အဆိုနဲ့ပတ်သက်ပြီးဘာမှချက်မှမပေးသေးပါဘူး။ April လတုန်းကလည်း TikTok ကို American Wallet တွေစီရောင်းချဖို့စီစဉ်ခဲ့ပြီးပေမဲ့အဲ့ဒီတုန်းက Trump ဟာတရုတ်အစိုးရနဲ့အကုန်သွေးမူဝါဒတွေခက်ခါတီးတီးပြန်ဆိုင်နေခဲ့တာကြောင့်ဆွေးနွေးမှုပြတ်ခဲ့ပါတယ်။ Trump က အခုရင်းညွှန်းတဲ့အရန်ချမ်းသာကြွယ်ဝတဲ့ပုံကူတွေဆိုတာဟာအဲ့ဒီတုန်းကဝဲလက်တွေပဲဖြစ်သလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။အမေရိကန်လွှတ်တော်ဟာ TikTok အနေနဲ့အမေရိကန်လုံခြုံရေးရှင်တွေစီလက်လွဲရောင်းချခြင်းမရှိဘူးဆိုရင်ပြည်တွင်းမှာအသုံးပြုခွင့်ပိတ်ပင်ခံရမယ်ဆိုတဲ့ဥပဒေကိုမနစ်ကဧပြီလမှာအတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ Trump ဟာသူ့ရဲ့ပထမသမ္မတသက်တမ်းတော့က TikTok ကိုပြတ်မထားဝေဖန်ထိုးနှက်တာတွေလုပ်ခဲ့ပြီးမြတ် 2024ခုနှစ်ရွေးကောက်ပွဲကြိုကာလမှာကလေးကထွတ်ထွတ်ကိုအမေရိကန်ကဝယ်ယူပြီးပြည်တွင်းမှာဆက်လက်အသုံးပြုခွင့်ရတဲ့နယ်ဆိုတဲ့သဘောမျိုးနဲ့မဲဆွယ်စီယုံခဲ့ပါတယ်။ Biden စာကုမ္ပဏီကိုအမေရိကန်ပိုင်ဆိုင်မှုစီလွှဲပြောင်းစရာမလိုပဲဆက်လက်လည်ပန်းခွင့်ရအောင်တရားရေးရဆင်ခေါ်ခဲ့ပေမဲ့အမေရိကန်တရားရုံးချုပ်ကတော့အဲ့ဒီယူခံကိုပယ်ချထားပါတယ်။ဆက်နရစ်စစ်ပွဲအတွင်းအီရန်ဒုံးကျည်ပစ်ခတ်မှုကုန်ကျစရိတ်ဒေါ်လာဘီလီယံများစွာရှိကြောင်းသိရပါတယ်။အီရန်ဒီအစ္စရေးနဲ့ရစ်စစ်နရစ်ကြာစစ်ပွဲကြောင့်ဂျီနန်ဝင်ငွေဆုံးရှုံးမှု ဒုံးကျည်ရန်ပုံငွေနဲ့အခြေခံဆက်အုံပျက်စီးမှုများအတွက်ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးပါလေစစ်ပွဲအတွင်းရန်တင်ပို့မှု94ရာခိုင်နှုန်းကျဆင်းသဖြင့်အီရန်အတွက်ဘာနာဝင်ငွေအမေရိကန်ဒေါ်လာ1.4ဘီလီယံဆုံးရှုံးပါလေအီရန်တော်လိုင်းရဲ့အဆောင်တပ် RGCD ခမန်းကြီးပဲ့ထိန်ဒုံးကျည်960စင်းအားစစ်ပွဲတွင်ပြစ်လွတ်ခဲ့သဖြင့်ဒုံးကျည်ပြစ်ခတ်မှုကုန်ကျစရိတ်ဒေါ်လာ4.9ဘီလီယံထိရှိပါတယ်အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်နျူကလ িয়ার စစ်ရုံများပျက်စီးပြီးတိုက်တာဆုတ်အုံပေါင်းရာနဲ့ကြီးကပျက်စီးခဲ့ပါတယ် အပြစ်ခတ်ရစဲရေးကိုလက်ခံရတာဟာရန်သူနဲ့အင်အားရှင်ရင်ကျွန်တော်တို့စစ်တပ်ကအားနေတာအပြင်အဆုံးဖြတ်ပေးမဲ့စစ်ပွဲကိုကျွန်တော်တို့ခံတိုက်နိုင်လောက်အောင်စီးပွားရေးကလည်းအားမကောင်းဘူးကျွန်တော်တို့စီးပွားရေးဒီလည်းဆုံးမချက်ချမှတ်နိုင်သောတပ်ပွဲအတွက်ခံနိုင်ရည်မရှိခြင်းကြောင့်ဖြစ်သည်ဟုလွှတ်တော်စီးပွားရေးကော်မရှင်အဖွဲ့ဝင်ဦးစိန်ဆမ်စမီကပြောပါတယ်၎င်းကစီးပွားရေးဟာခုလိုတပ်ပွဲတွေဆင်နွှဲလောက်အောင်အခြေအနေမပေးဘူးဟုဖြစ်ဆိုပြောဆိုပါတယ် ဂျွန်လ13ရက်တင်းမာမှုများမစတင်မီအီရန်သည်တနေ့ရင်းနှီးစီ1.8တန်းတင်ပို့နေရပြီးအ धिक အားဖြင့်တရုတ်စီလျှော့ဈေးဖြင့်လက်သိထိုးရောင်းချပါသည်ဣသရေလကြောင့်တိုက်ခိုက်မှုများစတင်ချိန်မှအစကယေနန်တင်ပို့မှုတနည်းယေနန်စီ32000ခန့်ကျဆင်းသွားပါတယ်။ထို့မြယေနန်တင်ပို့မှု64ရာခိုင်နှုန်းကျဆင်းခြင်းကြောင့်အီရန်၏တနည်းဝင်ငွေဆုံးရှုံးမှုသည်ဒေါ်လာ119.6တန်းခန့်ရှိပါတယ်။ယေနန်ဝင်ငွေသည်အစိုးရအသုံးစရိတ်၏အဓိကအကျိုးဖြစ်၍ ယခုကဲ့သို့ရင်းနှံဝင်ငွေဆုံးရှုံးရခြင်းကြောင့်အသုံးစရိတ်လုံငွေပြမှုနဲ့ငွေကြေးဖောင်းပွမှုများမြင့်မားစေပါတယ်။တိုက်ပွဲအတွင်းအီရန်သည်အစ္စရေးနှင့်ကာတာတို့စီခမန်းကြေးပယ်ထိန်လုံးကြီး960ဇင်းနဲ့တက်ခရဲဒရုန်းယာဉ်တရာကျော်ပစ်လွတ်ခဲ့ပါတယ်။ပစ်လွတ်ခဲ့သောအီရန်၏အီမတ်ကဲ့သို့သောဈေးအချို့ဆုံးဒုံးကြီးများ၏ကုန်ကျစရိတ်သည်ဒုံးကြီးတစ်စင်းလဲဒေါ်လာ2သိန်းခွဲခန့်ဈေးရရှိပြီးဈေးအကြီးဆုံးဒုံးကြီးတစ်စင်းကဒေါ်လာ၈သန်းခန့်ကုန်ကျပါတယ်။အမေရိကန်တက်ခတ်မှုကြောင့်အီရန်၏နျူကလ িয়ার ဆေးရုံများဖြစ်သောငဒတ်ဖိုရိုနဲ့ စ်ဖာမ်တို့ကထိမှန်ခဲ့ပါတယ်နိုင်ငံပိုင်မီဒီယာကဖော်လို့တွင်ဝင်းပေါက်နဲ့ထွက်ပေါက်သားပျက်စီးသည်ဟုဆိုတော့လဲသမ္မတဒေါ်နယ်ထရမ့်ကဖော်လို့ကလုံးဝပျက်စီးသွားပြီဟုပြောပါတယ်အီရန်၏နျူကလ িয়ার တန့်စင်ရေးစီမံကိန်းတစ်ရက်လုံးအတွက်နှစ်ပေါင်းများစွာတွင်ဒေါ်လာ1မှ3ထရီလီယံခန့်ကုန်ကျခဲ့သည်ဟုသတင်းရင်းမြစ်တချို့ကခန့်မှန်းထားပါတယ်အကယ်၍အီရန်နျူကလ িয়ার တည်နေရများကပြောသည့်အတိုင်းပျက်စီးပါကယင်းဒီမြုံနံထားသမျှအကြီးကြီးမားမားဆုံးရှုံးမည်ဖြစ်ပါတယ်မင်းကိုမှတပ်ပွဲပြင်းထန်နေပြီးတေးရွာနှစ်ရွာကိုစစ်ကောင်စီတပ်လက်လွတ်လိုက်ရပါတယ် မလေးမြို့တစ်ဖက်ကစကိုင်းမြို့မင်းကုန်းနယ်မှာစကိုင်းမြို့အခြေစိုက်စစ်ကောင်စီရဲ့တပ်မ33လက်အောက်ခံတပ်တွေနဲ့ဒေသတွင်းတော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးဆုံးရှုံးထားတဲ့နေအိမ်တွေကိုတော်လှန်ရေးဘက်ကပြန်လည်ရရှိထားတယ်လို့သိရပါဗျ။နာမည်ကျော်မင်းကုန်းပထိုးတော်ကြီးမြတ်သိန်းတန်စီဒီနာကကင်းရွာနဲ့ထောင်းမကြီးရွာတွေကိုဂျွန်းနပ်ဖရာဘက်ကစတင်ပြီးအင်အား300ဝန်းကျင်နဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးခဲ့တာပါ။အဲဒီရွာတွေဟာမလေးမြို့တစ်ဖက်ကအေယော်ဒီမြေပေးမှတည်ရှိတဲ့ရွာဖြစ်ပါတယ်။ ချောင်းမကြီးရွာကိုစစ်ကောင်စီတပ်ကစီးနှင်းထိုင်ချလိုက်ပြီးဒေသတွင်းတော်လာရေးတွေကခုခံခဲ့ပြီးမဲ့လက်နက်ခဲရမလုံလောက်တာကြောင့်ကင်းရွာကပါထပ်မံဆုတ်ပေးလိုက်ရတယ်လို့သိရပါတယ်။ဒါ့အပြင်ဂျွန်လ29ရက်မြောက်တော်လာရေးတပ်တွေကအင်အားပြန်လည်စုစည်းပြီးချောင်းမကြီးရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ကိုဝန်တိုက်ခဲ့ကြပါတယ်။တိုက်ပွဲကတိတ်မကြဘူးစစ်တပ်ဘက်က၄ရောက်အရှင်မိရဲ့တင်းစုံလဲများတယ်လို့မင်းကွန်းရဲ့အခြေစိုက်တော်လာရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။တက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်ဟာမင်းကွန်းမြက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့အဲဒီတော်လိုင်းတပ်ဖွဲ့ကသိပေးပါတယ် နောက်ရက်ဂျွန်လ28ရက်မှာတော့စစ်တပ်အထံချထားတဲ့မင်းကွန်းရွာထဲအထိတော်လိုင်းတပ်တွေကဝန်တက်ရမှာစစ်ကောင်စီတပ်ဘက်ကအထိနာပြီးလက်လက်ခဲရံတွေတင်စီရမိတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဘက်ကလည်းတပ်ဖွဲ့ဝင်3ဦးကြာဆုံးရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ကတော့မင်းကွန်းရွာထဲမှာဆက်လက်တဆွဲထားစေလို့သိရပါတယ်။မင်းကွန်းနယ်ဟာစစ်တပ်အာဏာမသိမ်းခင်ကပြည်တွင်းပြည်ပကြီးသွားတွေကြားကြော်ကြပြီးလာရောက်လဲပတ်သူများပြားပါတယ်။ဒါပေမဲ့အခုတော့တိုက်ပွဲတွေနဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးတာဘုံကျဲတာတွေကြောင့်ဒေသခံတွေဆစ်ရှောင်နေရတယ်လို့ခီးသွားတွေလဲပတ်တာမရှိတော့ပါဘူး။